ဟယ်လိုမတ်တန်ကြီးမင်္ဂလာပါဗျာသိမ့်ပါ၏တကယ်ပါပဲတော့ STK ရဲ့ဂုံယူစရာတမန်လေးတစ်ခုဖြစ်တဲ့ exchange listing လောက်တာသုံးသပ်ပြည့်သွားပြီဖြစ်ပြီးရေဦးပြည်သူတို့အတွက်တုံညာကနေစတင်ခဲ့ပြီမယ်ဒီ listing ကတစ်ဆင့် ICO round 1 round 2ရောကရင်းနှီးမြုပ်နှံငွေတွေအားလဲတန်ဖိုးအဖြစ်မြင့်တက်ရရှိတာကိုတွေ့ရတာဟာတော်လန်ပြည်သူတို့ရဲ့အောင်ပွဲမင်္ဂလာပါပဲတော့ဟုတ်ပါတယ်မတ်တန်ကြီးဒီအောင်ပွဲဟာ SDB ရဲ့စစ်မှန်တဲ့調査အထောက်မှု အစဉ်တစိုက်ယုံကြည်အားပေးခဲ့ကြတဲ့ပြည်သူတွေရဲ့စုပေါင်းအင်အားနဲ့အခုချိန်မှာတော့ SDB token တွေဟာတားစင်မြေဆက်အမွေလက်စင်ကမ်းမှုလွတ်လပ်ခြင်းအမွေနှစ်တီဖြစ်လာပြီပေါ့ဗျာဟုတ်ပါတယ်ကသိန်းမောင်ကြီးအစ်စ်ဆယ်စုကတော့အတူငွေတွေတံပိုးအမွေပြန်အောင်လို့တိုင်တိုင်မှုတွေပိတ်သိမ်းပြီး prezi တွေလို့ပြပရောက်လုံသားတွေရဲ့ငွေကိုပတရားဓမြတိုက် ငံကြရန်ငွေတွေစိတ်ရင်းမရှိအင်းမရှိစိတ်ရင်းမှာတုံးဆွဲစရှိတဲ့ပြည်သူကိုခေါင်းပုံဖြတ်နေတဲ့ကြားဖြန့်စစ်တပ်စစ်စစ်ပဲလို့ပဲအမှတ်ချင်ပါတယ်တော့မှန်ပါတယ်ဗျာအဲဒီလိုချိန်မှာတော့ SDB ကပြည်သူ့ငွေကိုအလုံးကြုံဆုံးနဲ့စိတ်အချအဆုံးဖြစ်အောင် ထိန်းသိမ်းပေးခဲ့တယ်ဒါတွေမကပဲငွေကြီးဖောင်းဝမှုကနေကာဝယ်ဖို့ရွှေယူမလားငွေယူမလားအတိုးဆိုလဲအမြင့်ဆုံးနဲ့ပေးထားတယ် ဝင်ဆောင်မှုတွေချဲ့ထွင်တယ် share token တွေရောင်းပေးခဲ့တယ်ဒီအချက်တွေဟာနောက်တစ်ချိန်မြန်မာနိုင်ငံတည်အထိပြောက်ကွယ်မသွားနိုင်တဲ့ STB ရဲ့စေတနာမေတ္တာတွေဖြစ်ပြီးဒီလိုဘန်ဒါရေးခံတက်တစ်ခုအဖြစ်အခိုင်အမာရပ်တည်ခဲ့တဲ့ STB မှာ အခုလဲလာစာဝင်လိုပဲဖြစ်ဖြစ်ခီပေါလိုပဲဖြစ်ဖြစ်အဲမန်ယူနိုင်လိုပဲဖြစ်ဖြစ်ရလာတဲ့ငွေတွေကို SDB token မှာရင်းနှီးမြှုပ်နှံနိုင်နေတာဟာ မင်္ဂလာတပါးပါပဲမျိုးဟုတ်တာပေါ့တော့အခုလို listing အဝဲကာလမှာတုန်ကင်ကန်ဆောင်ထားသူတွေအတွက် တုန်ကင်တွေရဲ့တန်ဖိုးကိုညင့်တင်ဖို့အစွမ်းထက်ဆုံးနဲ့အတိတ်ကပြူလာကရိုးရိုးလေးပဲဒါတော့တရားငွေရရတုန်ကင်ဆက်လက်ဝယ်ယူစုဆောင်ထားကြဖို့ပါပဲတော့ပြီးတော့ vesting unlock ဖြစ်လို့ဖြစ်စီ airdrop ရထားလို့ဖြစ်စီဥပိုင်ဆိုင်ထားတဲ့တုန်ကင်တွေကိုရောင်းမထုတ်ပြစ်ဖဲနဲ့ ိုင်းထားခြင်းကပဲတုံကင်တို့ရဲ့စစ်မှန်တဲ့ရေးခွက်အင်အားကိုပေါ်ပြတယ်လို့တံပိုးကပါတပါးရဲ့မြင့်တင်ရရောက်ပါလေတော့ဟုတ်တယ်ဗျူဒါပေမဲ့မတ်တရေဒီမင်္ဂလာလောက်နေတော့ ကျွန်တော်တို့တင်းတိမ်လို့မရသေးဘူးနော် STB ရဲ့ HA list ကြီးအောင်မြင်မှုကဆုံးသက်လုံးဝမဟုတ်သေးဘူးဗျာကျွန်တော်ရဲဘော်တွေအနေနဲ့ federal ဘန်တိုင်ရောက်ဖို့နိုင်ငံရေးစီရင်မှာတမကဘန်နာရေးမှာပါ အမှားအယွင်းမရှိ တော်လန်ရက်တီဖို့နဲ့စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကိုတိုက်ဖြတ်နိုင်ဖို့အတွက်လဲဗန္ဒာရေးမန်တိုင်းခိုင်မာအောင် SDP ကဆက်ပြီးကူညီပေးဦးပါဗျ။ဟုတ်ပါတော့ပြည်သူဗန္ဒာကိုကာကွယ်ဖို့ SDP နဲ့အတူ Federal ဗန်းနိုင်စီအတူတကွဆက်လက်ချီတက်ကြရမှာပါတော့။ဒါနဲ့မန်ယူကနိုင်ပွဲတွေဆက်နေပြီဆိုတော့မှတ်ပေးစရာရဲ့ဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတာပြောပြပါအောင်တသိမ့်ပါလေ။ ဒီလူကြီးတော့မမေးသေးပါဘူးဗျာ။